အားလုံးပဲမင်္ဂလာပါ။ The One Sport Factory အားလုံးလည်းမင်္ဂလာပါ။2024 2025ပရီးမီးယားလီဂ်ဘောလုံးရာသီကတော့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါလေ။ Champions League ဝင်ခွင့်ရတဲ့အသင်းတွေ၊ Europa League ဝင်ခွင့်ရတဲ့အသင်းတွေ၊ Europa Conference League ဝင်ခွင့်ရတဲ့အသင်းတွေအသေးသေးထွက်ပေါ်ခဲ့ကြပြီဖြစ်ပါလေ။ဒို့တူပဲတန်းစင်းသွားတဲ့အသင်းတွေ၊နောက်တန်းတက်လာတဲ့အသင်းတွေလည်းထွက်ပေါ်လာခဲ့ပြီလည်းပဲဖြစ်ပါလေ။2024 2025ဘောလုံးရာသီပရီးမီးယားလိပြိုင်ပွဲရဲ့ပရီးမီးယားလိချန်ပီယံအသင်းကတော့တဘောဘူးအသင်းပဲဖြစ်ပါလေ ဂျပန်ဝင်ဝင်ရတဲ့အသင်းတွေကတော့လီဗာပူးအာဆင်နယ်မန်စီးတီးချဲလ်စီနေယူကောင်စင်နဲ့စပါအသင်းတို့ပဲဖြစ်ပါလေဆိုတော့ထူးထူးခြားခြားအနေနဲ့လာမယ့်နှစ်ချန်ပီယံလိမှာတော့ပရီးမီးယားလိကအသင်း6အသင်းအထိဝင်ဝင်ရရှိထားမှလည်းပဲဖြစ်ပါလေယူဘလင်းဝင်ဝင်ရတဲ့အသင်းတွေကတော့ Aston Villa, FA Villa ဖြစ်တဲ့ Crystal Palace အသင်းတို့ပဲဖြစ်ပါလေယူဘကွန်ဖရင့်လိဝင်ဝင်ရတဲ့အသင်းကတော့ Northern Forest အသင်းပဲဖြစ်ပါလေတို့တွေပဲတန်းဆင်းသွားတဲ့အသင်းတွေကတော့ Leicester City, Ipswich, Southampton အသင်းတို့ပဲဖြစ်ပါလေ နောက်တစ်ဖက်မှာလည်းချန်ပီယံချစ်ကနေတန်းတက်လာတဲ့အသင်း၃တင်းကတော့လေးယူရတဲ့ဘန်လီစန်တာလာအသင်းတို့ပဲဖြစ်ပါလေ။ပရီးမီးယားလိယာသီရဲ့ဂိုးသွင်းအများဆုံးဈာမစုနဲ့ပရီးမီးယားလိယာသီရဲ့အကောင်းဆုံးတနေ့တော်အကောင်းဆုံးစုပလေးမေကာစုတော့လောသင်းရဲ့တက်ဆက်ဈာမမိုးဆာလာကစုခုရရှိသွားခဲ့တာလည်းပဲဖြစ်ပါလေ။ဇွေလဲစုတော့အာဆင်နယ်အသင်းရဲ့ဂိုးသမားဒေးဗစ်ရာယာနော်တယ်ဖော့ရက်စ်အသင်းရဲ့ဂိုးသမားမက်ဆဲတို့ကရရှိသွားခဲ့ကြတာလည်းပဲဖြစ်ပါလေ။ ဒေါ်ရီဝဲကိုဗန်နီဘူအများဆုံးဈာမတစ်ယောက်ကလည်းမိုးစားလာလေးပဲဖြစ်ပါလေဗန်နီဘူဆက်ချီဂျိန်းနဲ့ရာချီသွားကြတာလေးပဲဖြစ်ပါလေဆိုတော့ဂျမနီကချမ်လီဝင်ခွေတဲ့တိုင်ဝဲဝင်တဲ့အက်စတွန်ဗီလာအသင်းကဣရတ်တရဲ့အုတ်ထော့ဖို့ကွင်းမှာဒန်လူကြီးနဲ့ပတ်သက်ပြီးမှောက်ရမှုကြီးကိုတန်ကြာပြောဆိုလာခဲ့ပါလေဒီဝဲစီမှာတော့ဣရတ်တရဲ့အသင်းကိုအက်စတွန်ဗီလာအသင်းတို့နှစ်ဂိုးဂိုးမရှိနဲ့ရှုံးနေခဲ့ရတာလေးပဲဖြစ်ပါလေ ဒီဘက်စင်ရဲ့ဒန်လူကြီးဘရာမောရဲ့မှားယွင်းမှုကြီးတစ်ခုပါဝင်ပတ်သက်နေတာကြောင့်အစတိုမီလာသင်းက professional ဒန်လူကြီးများအဖွဲ့ PGMON ကိုတိုင်ကြားထားလာလိမ့်ဖြစ်ပါလိမ့်အဲ့ဒီအက်စတိုမီလာအသင်းကဂိုဒမမာရီနက်စ်ဟွာလန်ကိုတားဆီးမှုပြင်းထန်တာကြောင့်ပရမပိုင်းပီးကန်ဒီမှာအထောက်ခံခဲ့ရပါလိမ့်။အရင်တော့ဂိုရလက်ဟာတရေဖြစ်နေတဲ့အချိန်မော်ဂန်ရော်ဂျာရဲ့အကိုးကိုပယ်ဖျက်ခဲ့တဲ့ဆုံးဖြတ်ချက်အပေါ်အက်စတိုမီလာအသင်းတို့အကြီးအကျယ်ဒေါသထွက်ခဲ့ကြတာလည်းပဲဖြစ်ပါလိမ့်။ ဂွိုင်းလန်တန်လူကြီးဘရာမိုဟာရော်ဂျာရဲ့ကိုမသွင်းခင်မှာပဲဝယ်စီမှုပြီးတော့ပြစ်ဒဏ်ပေါ်တတ်မှတ်ခဲ့တာကြောင့်ဗီယာကလည်းဒီဖြစ်ရပ်ကိုပြန်လည်ဆေးဆေးခွင့်မပြုတော့ဘဲနဲ့တန်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုပေးကြတာလည်းပဲဖြစ်ပါလိမ့်။နောက်မနေ့ပိုင်းဂျာမာဘီယာမက်ဒီယာလူရဲ့ခေါင်းလိုက်သွင်းကိုကြောင့်ရွာတဲ့အသင်းတို့ဥဆောင်ခဲ့ပြီးတော့နောက်အရီဆင်ရဲ့နောက်ကြပင်တရီကိုနဲ့ဗီလာအသင်းကိုရှုံးပွဲကြုံတွေ့ဈေးကြတာလည်းပဲဖြစ်ပါလိမ့်။ဒါကြောင့်ဗီလာအသင်းတို့အဆင့်ချောင်းနေရာနဲ့ပြီးဆုံးသွားပြီးတော့ကိုကွာချားချက်နဲ့ချမ်လီဝင်းဝင်းကိုလက်လိုခဲ့ရလို့အချိုးမြတ်ပို့ပြီးနေတဲ့ ရေဝါလီဝင်ခွင့်နဲ့သာကျင်းနေခဲ့ရတာလည်းပဲဖြစ်ပါလေ။အသိကောင်းဆောင်မက်ကင်းကဒီဆုံးဖြတ်ချက်ကတော့လုံးဝကိုမယုံကြည်နိုင်စရာပါ။အဲ့ဒီအချိန်မှာဝက်စီမှောက်လိုက်တာကလက်ခံဖို့တိတ်ကိုခက်ခဲ့ပါလေ။ဂျမလင်ဝင်ခွင့်ရဖို့ကျွန်တော်တို့တတ်မှတ်ပဲလိုအပ်တာလေးလို့သူကဖွင့်အားပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေ။အစတော်မလာတဲ့ဘောလုံးဒါရိုက်တာကလည်းတွေ့ကြုံရှိတဲ့ကွင်းလန်ဒန်လူကြီးအစားဘရာမောကိုတောင်းပေးခဲ့တဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးတော့အသင်းအနေနဲ့တိုင်ကြားသွားမယ်လို့အခုလိုဖွင့်အားပြောဆိုပါလိမ့်။ကျွန်တော်တို့တိုင်ကြားလွှာပေးဖို့သွားမှာပါ ဒီလိုတန်ကြားရတာတော့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီးမဟုတ်ပါဘူး။တန်လျင်ကြီးတွေရွေးချယ်မှုနဲ့ပဲပတ်သက်တာပါ။ခြားသိန်း၄၅သိန်းလောက်သက်ဆိုင်နေတဲ့ယာသည်ရဲ့အခက်အခဲဆုံးပြိုင်ပွဲစဉ်တွေထဲကတပွဲမှာအတွေ့အကြုံအနေဆုံးကွင်းလယ်တန်လျင်ကြီးကိုရွေးချယ်ခဲ့တာကြောင့်ပါပဲ။ဒါဆုံးဖြတ်ချက်နဲ့မဆိုင်ပါဘူး။ဆုံးဖြတ်ချက်ကရှင်းပါလေ။ဒါလုံးဝကိုအမှားတစ်ခုပါ။တန်လူကြီးကလည်းအမအတွက်တောင်းပန်ခဲ့ပါလေ။ကျော်တို့ဘာမှမတတ်နိုင်ပါဘူး။ပြန်လာကဘာကြောင့်အတွေ့အကြုံရှိတဲ့နိုင်ငံကအဆင့်တိုင်းတွေဒီကနေ့မှဒီနေရာမှာရှိမနေတာလဲပါပဲ။ အော်စတြေးလျသင်းကပရီးမီးယားလိကိုတိုင်ကြမယ်လို့ကနဦးဖော်ပြခဲ့ပေမဲ့နောက်ပိုင်းမှာတော့သူတို့ဟာ PDMON ထံဆရေးသားထားပြီးပြီလို့ပြန်ပြောပါလေအတွေ့အကြုံပိုရှိတဲ့ဒိုင်းတူးကိုအရေးကြီးတဲ့ပွဲစဉ်အတွက်တောင်းချထားတဲ့နယ်လို့ဗီလာသင်းတို့သူတို့ယုံကြည်ချက်ကို ဖော်ပြသွားတာလည်းပဲဖြစ်ပါလေဒီနေ့ပရီးမီးယားလိပွဲစဉ်ကိုတောင်းယူခဲ့တဲ့ဒန်လူကြီး၁၀ယောက်ထဲမှာဘရာမောကဒုတိယအတွေ့အကြုံအနည်းဆုံးလည်းပဲဖြစ်တယ်လို့ကလပ်အသင်းဘက်ကဖွင့်ရပြောဆိုပါလေ။ ရောဂျာရဲ့ကိုယ်တော်ခွင့်ပြုခဲ့မယ်ဆိုရင်လက်ကျန်ပွဲအချိန်18မိနစ်အတွင်းအသင်းကိုတကူကူမရှိတဲ့ဥဆောင်ဈေးမှာပါပယ်ပြန်လိုက်တာကတော့ကလပ်အသင်းချန်ပီယံဝင်ခွင့်လွဲကျော်စေခဲ့တဲ့အဓိကအကြောင်းရင်းတစ်ခုလည်းပဲဖြစ်ပါလိမ့်။ရာလကတော့ပြောင်းလဲမှာမဟုတ်ဘူးဆိုတော့ကျွန်တော်တို့အနေနဲ့လက်ခံပါလိမ့်။ဒါပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ပွဲစဉ်တွေကွင်းနဲ့ဒန်လူတီတောင်းချမှုအပေါ်သင့်နေရစွာကန်တွယ်ဖို့နဲ့အကောင့်တွေပေါ်ထားတဲ့ VR နေပညာထိရောက်မှုရှိစေဖို့အတွက်ဒန်ရွေးချယ်မှုနည်းလမ်းကိုဖြည့်ရှင်းဖို့အရေးကြီးတယ်လို့သူတို့အနေနဲ့ယုံကြည်ပါတယ်ဆိုပြီး အစတော်မီလာအသင်းကသတင်းထုတ်ပြန်ခဲ့ပါတယ်ဘရာမော2020နှစ်ဩဂလတွေကပရီးမီယာလိဒန်လူကြီးအဖြစ်တန်အောင်ထမ်းဆောင်လာတဲ့သူဖြစ်ပြီးခုရာသီမှာပရီးမီယာလိနဲ့ချန်ပီယံချစ်ပွဲစဉ်တွေအကြောင်းကိုလူတောင်ယူနေသူတယောက်လည်းပဲဖြစ်ပါတယ်သူအခုရာသီမှာပရီးမီယာလိပွဲစဉ်17ပွဲနဲ့ချန်ပီယံရှစ်12ပွဲတိကျထားတာလည်းပဲဖြစ်ပါတယ်နေပြည်တော်နဲ့အမေတီယောက်ကွင်းထဲမှာဒေါသတကြီးထွက်နေခဲ့သလိုဦးမေလန်ကောင်းတဲ့ကိုတွားတဲ့အချိန်မှာလည်းကွင်းနဲ့ဒန်လူကြီးကိုစောတကတတ်နေခဲ့တာကိုလည်းမြင်တွေ့ခဲ့ရပါတယ်ဝန်ထမ်းအမေရီက တီဗီမှာရှင်းရှင်းလေးမြင်နေရတာပဲဒါပေမဲ့ဖြစ်သွားပြီလေဗျာဒါကိုကျွန်တော်တို့လက်ခံရတော့မယ်ဒါကလုံးဝကိုအမှားကြီးတစ်ခုပါကြီးမားတဲ့အမှားကြီးတစ်ခုပါလို့သူကဖွင့်ရပြောဆိုသွားတာလည်းပဲဖြစ်ပါလေဆိုတော့ယမနီကပွဲစဉ်ပြီးမှရွာတဲ့နေပြအောင်မရင်ကလည်းစိုးရွားတဲ့ရာသီတစ်ခုကြုံတွေ့ရပြီးတော့ဘေးသားတွေကိုတောင်းပန်ပြောဆိုခဲ့ပြီးနေတရီဟာစောင့်ကြိုနေပြီးဖြစ်ကြောင်းလည်းဂရီပြုပြောဆိုခဲ့သေးတာလည်းပဲဖြစ်ပါလေဆိုတော့ဗီလာနဲ့နိုင်ပွဲအားရွာတဲ့အသင်းတွေဒီယာဒီမှာဆက်ရပွဲမြောက်နိုင်ပွဲလည်းပဲဖြစ်ပါလေ ဝဲပြီးမှတော့နေပြအောင်မော်နင်ကဗရမဆုံးနေနဲ့ကျွန်တော်အနေနဲ့ပြောချင်တာကတော့ပရိသတ်တွေကိုတောင်းပန်ခြင်းနဲ့ဆိုတော့ပါပဲ။နောက်ဒုတိယအနေနဲ့ပြောချင်တာကတော့ဂျေဇူးတင်ကြောင်းကျွန်တော်ပြောချင်ပါလိမ့်။ဒီရီယာဒီလုံးမှာခင်ဗျားတို့ရဲ့အားပေးမှုတွေအတွက်ကျွန်တော်အနေနဲ့တကယ်ကိုဂျေဇူးတင်ပါလိမ့်။ တော်တို့ကိုဘယ်နေအများကြီးအားပေးဖို့ခက်ခဲတယ်ဆိုတော့ကျွန်တော်သိပါလိမ့်ခက်ခဲနေမယ်ဆိုတော့သိပေမဲ့လည်းကျွန်တော်တို့အနေနဲ့တစ်ခုခုကိုရွေးချယ်ရပါတော့မယ်လက်ရှိဘောလုံးရာသီကအခုဆိုရင်အတိတ်မှာတန်ခဲ့ပြီလို့ပြောလို့ရပါလိမ့်အဲ့တော့အတိတ်မှာပဲခင်ဗျားတို့နေခဲ့မလားဒါမှမဟုတ်ကျွန်တော်တို့အတူတူပဲယုံထွက်ပြီးတော့ရှေ့ဆက်တိုက်ရမလားမော်လန်တွေထန်လာတော့မယ်လို့လုံခဲ့တဲ့6လကကျွန်တော်ပြောခဲ့မှုပါလေဆိုတော့ဒီနေ့အဲ့ဒီစိတ်ပြေဖို့ကောင်းတဲ့ရာသီတစ်ခုပြီးဆုံးပြီးမှကျွန်တော်ပြောချင်တာတစ်ခုကတော့ ပိုကောင်းတဲ့နေဆွဲတွေအတွက်ကျွန်တော်စီရောက်ရှိလာနေပြီဆိုတာပါပဲကျွန်တော်ဈာမတွေကိုလည်းတောင်းပန်စကားပြောဆိုရပါမယ်တခါလေသူတို့အပေါ်မမျှမတလောက်ခဲမိတာမျိုးတွေရှိခဲ့ဖို့ပါလိမ့်မယ်ဒါပေမဲ့ဘူးလင်းလင်းနဲ့ရိုးရိုးသားသားပြောပြတတ်ဖို့ကိုပဲကျွန်တော်အမြဲစူးစမ်းတာပါပဲဘလို့မုံတိုင်းကိုမဆိုးဘလောက်ပဲစိုးရွားတဲ့အခြေအနေမျိုးကိုမဆိုးရောက်အောင်ကြော်ဖြတ်ပြပြီးတော့အတိတ်မှာအချိန်ချင်းတက်တည်ပြသခဲ့မှုတွေကဘာပေါ်ကဘောလုံးအသင်းတစ်သင်းကိုလက်ညှိုးထိုးပြပါဆိုရင်အဲ့ဒါ Manchester United ပါပဲ ဆိုတော့ယမနိကအိုးထုတ်ဖို့မှာဗီလာကိုနိုင်ရရှိခဲ့ပြီးကစားမ၃ရောက်ထွက်ခွာလာတော့မှာဖြစ်ကြောင်းအတည်ပြုကြေညာခဲ့တာလည်းပဲဖြစ်ပါလိမ့်ဒီဘဲစင်မာရေစင်ယာဗီလာနဲ့ဘွဲစင်ပြီးမှာယူရတဲ့အသင်းကနေထွက်ခွာလာတော့မှာဖြစ်လို့အသင်းကောင်ဆောင်ဘရူနိုဖာနက်စ်ကပီနယ်တီကန်ခွင့်ပေးခဲ့ခြင်းခံခဲ့ရပါလိမ့်အခုကမှတော့ယူရတဲ့ကဒိမန်လေဝီစင်ဟာဗီဒါလင်ဒီတော့ဂျူနီယာဗန်တို့နဲ့အတူထွက်ခွာလာတော့မှာဖြစ်ကြောင်းကြေညာလာခဲ့တာဖြစ်ပါလိမ့် အီဗန်ကတော့ယောနဲ့အကယ်ဒမီထွက်ဇာမတယောက်ဖြစ်ပြီး၉နှစ်ကြာဇာပြီးရဲ့နောက်2015ခုနှစ်မှာထွက်ခွာခဲ့တာလည်းပဲဖြစ်ပါတယ်။တောဝက်ဆန်းလက်စတာတို့မှာဇာပြီးရဲ့နောက်2023နှစ်မှာယူရိုတက်ကိုပြန်ပြီးပြောင်းလာခဲ့တာလည်းပဲဖြစ်ပါတယ်။အီဗန်ကယူရိုတက်မှာဇာခဲ့တဲ့ဆယ်တဲ့နှစ်တာကာလအတွင်းပရီးမီးယားလိဂ်3ချိန်နဲ့ချန်ပီယံလိဂ်ဆုပ်ခုခဲ့က240ပွဲဇာပြီး6ဂိုးသွင်းယူပေးခဲ့ပါတယ်။ ။ Everything ကတော့ Euro 2020မှာနှလုံးဖောက်ပြီးမေးလဲကြပြီးတဲ့နောက် Bravo မှာ6လကစားပြီးတော့2022ခုနှစ်မှာ United အသင်းကိုပြောင်းရွှေ့လာခဲ့တာလည်းပဲဖြစ်ပါလေ။ Lenny တော့ကတော့2019ခုနှစ်မှာ Birmingham အသင်းကနေပေါင်30တန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးတဲ့နောက်184ပဲစားပြီး Everything လိုပဲပြည်တွင်းရှုံးထွက်ပလာနှလုံးရရှိခဲ့တာလည်းပဲဖြစ်ပါလေ။စရော United အသင်းကလာမယ့်ရာသီဥရောပဝင်ခွင့်လုံးဝမရရှိထားပါဘူး။ဒေါ်လူပဲဒီဇာမ3ရောင်းအပြင်နောက်ထပ်ဇာမတွေလည်းရောင်းချဖို့ရှိနေသေးတာလည်းပဲဖြစ်ပါလေ ဆိုတော့ယမနီကပွဲစဉ်အဖြစ်အောင်ရှောက်ခီးစဉ်အဖြစ်မလေးရှားနိုင်ငံကိုထွက်ခွာလာခဲ့ပြီလည်းဖြစ်ပါတယ်။မာလီယာကွန်ရောင်ကို9နှစ်စာချုပ်နဲ့ခေါ်ယူနိုင်ဖို့အတွက်အလုံးစုံသဘောတူညီရရှိသွားပြီဖြစ်တဲ့မန်ယူနိုက်တက်မိုင်းနယ်တဲ့ရောက်ဦးတင်းရဲ့တော်မန်ဇာမာမာဒီယာကွန်ညာကို9နှစ်တက်တန်ရှိတဲ့စာချုပ်တရေနဲ့ကမ်းလမ်းမှုပြုလုပ်ထားခဲ့တဲ့အပေါ်ကွန်ညာကိုယ်တိုင်ကလည်းသဘောတူညီမှုလက်ခံလိုက်ပြီးလို့သိရှိရပါတယ်။နယ်တဲ့တဲ့ကလာမယ့်ရာသီအသင်းရဲ့ဆက်ပိုင်းကိုပုံမှုထမ်းမြက်လာအောင်အင်အားဖြည့်တင်းဖို့အတွက် တရားဒီကုံလုံးမှာပဲဟူသည်အတက်စစ်ဇာမကိုညာကိုပြစ်မှတ်ထားတူပန်းလာခဲ့တာလည်းပဲဖြစ်ပါလေကိုညာကိုယ်တိုင်ကလည်းရတဲ့အသင်းစီကိုပြောင်းရွှေ့ဖို့အတွက်ဆန္ဒရှိနေပြီးတော့ရတဲ့အသင်းကဥရောပဝင်ခွင့်မရခဲ့ရင်တော့အသင်းစီကိုပြောင်းဖို့အတွက်စိတ်ဟာထက်သန်နေတာလည်းပဲဖြစ်ပါလေအသက်25နှစ်အရွယ်သာရှိနေသေးတဲ့ကိုညာကဒီအသည်မှာကောင်းမွန်ဆုံးခြေစမ်းတွေကိုပြသနေတာဖြစ်ပြီးဟူအသင်းအတွက်ပြန်မဆုံ36ပဲကစား16ခုသွင်းပြီး6ခုဖန်နှိမ့်မှုပြုလုပ်ပေးထားတာလည်းပဲဖြစ်ပါလေ ဒီလိုတောပေါ်လာတဲ့ကိုညာကိုယူရတဲ့အသင်းအပြင်ကလပ်ပေါင်းများများစွာစိတ်ဝင်စားခဲ့ကြလာလည်းပဲဖြစ်ပါလေ။ဒါပေမဲ့လည်းယူရတဲ့အသင်းတသိန်းတဲ့ကသာကိုညာကိုအရခေါ်ယူနိုင်ဖို့အတွက်အမှန်ကန်ကြိုးပမ်းနေကြတာကြောင့်အခုဆိုရင်ဇာမားနဲ့လည်းပုံကွေးဆိုင်ရာသဘောတူညီရရှိသွားပြီဖြစ်ပြီးကိုညာကိုလည်းကျောင်းနံပါတ်10ပေးဝုဖွဲတော့ရှိနေတာလည်းပဲဖြစ်ပါလေ။ဇာမားဘက်ကရောတင်းဘက်ကပါလုံးစုံသဘောတူညီရရှိသွားခဲ့ပြီဖြစ်ပြီးတပတ်အတွင်းမှာပဲအပိသက်လုံးစုံသွားဖွဲလည်းပဲရှိနေပါလေ။ စရောကွန်ညာအတွက်စာချုပ်ဖြတ်သိမ်းခြင်းကပေါင်62.5တန်းအပြည့်ချေရဖွေလေးပဲရှိပါလိမ့်။လက်ရှိနေသောရယူနိုက်တက်က2025ခုနှစ်အတွင်းပထမဆုံးဈာမခေါ်ယူမှုဟာကွန်ညာဖြစ်လာဖို့ထေချာတော့ရှိနေပြီလည်းပဲဖြစ်ပါလိမ့်။ထင်စမ်းမြောက်အတွေ့အပြည့်အန်ဘူမွန်ရဲ့ဝေစာတို့အတွေ့ကလန်မှုတွေကိုတကားဖွင့်ထားရဲဆိုတဲ့ဘရန်ဖိုအသေးရဲ့နေပြောင်းသောမန်စဖန်ကဘရန်ဖိုဘက်ကအန်ဘူမွန်ရဲ့ဝေစာတို့အတွေ့ကလန်မှုတွေကိုတကားဖွင့်ထားကြောင်းတိုးပင်လည်းပဲသူတို့ကဈာမနှစ်ယောက်စလုံးကိုတော့ဆက်ထင်းထားလို့ကြောင်းလဲသူကဖွင့်ရပြောဆိုပါလိမ့် အဘူမော်ဝူအသင်းရဲ့ပရီးမီးယားလိရာသီတိုင်းဝဲမှာဂိုးသွင်းယူနိုင်ပြီးရဲ့နောက်အိုင်ဗန်နိုနီပြီးလို့ရှိရင်ပရီးမီးယားလိရာသီတရာသီအတွင်းမှာဂိုး20သွင်းယူထားနိုင်တဲ့ဒုတိယမြောက်ရမ်ဘိုဇာမာတယောက်လည်းပဲဖြစ်လာပါလိမ့်။သူနဲ့ဝေဆာတို့ဟာရမ်ဘိုအသင်းနဲ့တနည်းစာချုပ်တက်တန်းသာကြန့်ရှိတော့ပေမဲ့လည်းစာချုပ်ပါချန်လက်အရကလပ်ဘကတနည်းတက်တန်းတိုးခွင့်ရှိနေတာလည်းပဲဖြစ်ပါလိမ့်။သို့ပေမဲ့လည်းတောမတ်စပရန်ကတော့သူတို့ကြောင့်ကျွန်တော်တို့နည်းနည်းလေးအသာစီရစေပါလိမ့်။သူတို့ကိုရောင်းမရောင်းကျွန်တော်ကိုယ်တိုင်ပဲစုံဖြတ်လာမှာပါ။ ဒါပဲလည်းကျွန်တော်ဂျိမ်းပေါင်းများစွာပြောခဲ့သလိုပါပဲကျွန်တော်တို့ကဈာမရောင်းတဲ့ကလပ်ပါပဲတင်းတော်တဲ့ဈေးနဲ့ကလပ်လာရင်တော့ကျွန်တော်တို့ရောင်းချသွားမှာပေါ့တကားဖွင့်ထားပါလေလုံးမောက်ကိုဖွင့်ထားပါလေကျွန်တော်တို့ကသူတို့ကိုထိန်းထားခြင်းသာပေါ့လို့သူကဖွင့်ရပြောဆိုခဲ့တာလည်းပဲဖြစ်ပါလေဘရမွန်တေယာပရီးမီးယားလိရာသီသိန်းတဲ့အချိန်မှာအဆင့်30နေရာမှာသာရက်တီနိုင်ခဲ့ပြီးဥရောပဝင်ခွင့်နဲ့လွှဲချော်ခဲ့ရတာလည်းပဲဖြစ်ပါလေကျေးဇူးတင်ပါလေပရိသတ်များလို့ကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ